ချက်နိုင်ထားတယ်။သူမျိုးဆွဲထားတာ။အာနာရှင်အဆက်ဆက်တို့ဟာ၎င်းတို့ကိုစန့်ကျင်တော်လန်ကြားသူတွေကိုဖမ်းဆီးပြီးစစ်ကြောရေးစခန်းတွေမှာချုံနှောင်ပြီးတော့တည်ခြင်းတရားနဲ့နှိဆက်ဆုံးနေရာစီကိုတွန်းပို့နှိဆက်ခဲ့ကြပါတယ်။အဲ့ဒီငရဲကန်းတွေကနေအကောင်းပကတိပြန်လဲထွက်လာနိုင်တဲ့ရာဂိုင်နှုံးအလွန်နေပါတယ်။စစ်အာနာရှင်လက်ဝဲကန်တွေရဲ့နှိဆက်မှုကြောင့်ခန္ဓာကိုယ်မှာတေယာပါဒဏ်ရာတွေ မနှောစိတ်မှာတည်တဲ့အထိဆွံ့မြဲသွားစေနိုင်တဲ့ဒဏ်ချက်တွေကြောင့်စစ်ကြောရေးစခန်းလူလုံငဲခန်းတွေဟာနမည်ဇိုးနဲ့ကြော်ကြပါတယ်နိုင်ငံတော်ရှိငဲခန်းတွေအနေနဲ့ရန်ကုန်မြန်ကုန်မြို့နယ်မှာရှိတဲ့ကိုးမိုင်စစ်ကြောရေးစခန်းလင်းပါဝင်ပါတယ်အဲ့ဒီငဲခန်းမှာ9ရက်တာ နေခဲ့ရပြီးရန်သူရဲ့လက်ကနေ ရှာရှာပါပါလွမြောက်လာခဲ့တဲ့တော်လန်ရေးရဲဘော်ကတော့ကိုနေရိတ်ဖြစ်ပါတယ် အခုတော့လွံ့မြောက်နေမြေတနေရာရှိတစ်ပင်နေအုပ်ဆိုင်နေတဲ့တောအုပ်အတွင်းတင်းငယ်တစ်ခုထဲမှာထိုင်ရင်းအသက်30နှစ်ရှိပြီဖြစ်တဲ့ကိုနေကလွန်ခဲ့တဲ့3နှစ်ကသူကြုံတွေ့ခဲ့ရတဲ့တသက်မမေ့နိုင်တဲ့နေ့ရက်တွေအချုပ်ခန်းကိုတက်ထုဇွန်တစ်ချောင်းနဲ့ဖောက်ထွက်ခဲ့ပုံအကြောင်းတွေကိုအသေးစိတ်ပြန်ပြောင်းပြောပြပါတယ်။ဖော်ရတဲ့ပြီးအသားဖြူဖြူအပြုံးမျက်နှာနဲ့ကိုနေဟာအဲ့ဒီအတွေ့အကြုံတွေကို ပြန်ပြောနေချိန်မှာသူ့ရဲ့မျက်လုံးတွေက ဂျန်တန်ရဲ့အတွေ့အကြုံတွေနဲ့ခက်ခဲတဲ့နေ့ရက်တွေကိုဖျက်သန်းခဲ့ရတယ်ဆိုတာတက်သေးပြနေပါတယ်စစ်တဲ့အားပေးထောက်ခံသူများပြားတယ်လို့နာမည်ကြီးတဲ့ AR တိုင်းဖြာပုံမြို့နယ်ဟာကိုနေရိတ်ရဲ့ဇာတိဖြစ်ပါတယ်ဒီကိစ္စကြီးဒီအာနာသိန်းတဲ့ကိစ္စဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့နေလို့မရဘူးလူငယ်တယောက်အနေနဲ့ကျွန်တော်တို့ခင်မှာဖြစ်လာတယ်ဒီဟာကငါတို့ဝိုင်းပြီးတော့ထမ်းရမယ်တောင်းပေါ့အဲ့လိုမျိုးခံယူချက်နဲ့ဒီအာနာရှင်စနစ်ကိုငါတို့လက်ထက်မှာငါတို့ရှိနေတဲ့အချိန်မှာ မြစ်ဖြက်မယ်ဆိုတဲ့စိတ်နဲ့ပဲကျွန်တော်တို့ဒီတော်လန်ရေးတဲ့ဥပောင်းမှလည်းပြတာ2021စစ်တဲ့အာဏာမသိငင်တုန်းကတော့သူတို့မိသားစုဟာဖြာပုံမှာတနိုင်တစ်ပိုင်းအသားတို့ကြက်မွေးမြူရင်းနဲ့နိုင်ငံသားငွေလဲလဲရောင်းဝယ်တဲ့အလုပ်လုပ်ကင်ကြပါတယ်။မွေးချင်းလေးရောက်မှာငယ်ဆုံးဖြစ်တဲ့ကိုနေဟာမိခင်ဖြစ်သူပါတီဝင်ဖြစ်လောက်ကန်နေတဲ့မျိုးသားဒီမိုကရေစီခွဲချုပ် NLD ရဲ့လှုပ်ရှားမှုတွေကိုစေကျော်သက်ဘဝကလေးကယဉ်နီးခဲ့ပါတယ်။ စစ်တကအာနာသိန်းတဲ့ခါသူလဲဖြာဖို့မျိုးပေါ်မှာပြုတ်လို့တဲ့အာနာသိန်းမှုစန့်ကျင်တဲ့ဆနပ်ပြပွဲတွေမှာအများနည်းတူပါဝင်ခဲ့ပါတယ်စစ်တကဂျမ်ဘက်ဖြိုခွင်းတဲ့ခါမှာတော့ကင်မျိုးသားစီယုံခင်ယူတက်မဟာနှင့်နေမီတို့သွားပြီးစစ်တင်နှန်းတယောက်ခဲ့ပါတယ်တင်နှန်းပြီးတဲ့နောက်ရန်ကုန်မြို့သို့ပြောင်းပြီးမြို့ပြခြေဆိုင်ပျောက်ချာအာဘန်ဂရီလာယူဂျီနေနဲ့စစ်ရဲပြင်းပတ်တွေကိုတိုက်ခိုက်ခဲ့ပါတယ် တဖြည်းဖြည်းနဲ့စားကစားတဲ့လူရဲ့တွေကပူပူဆိုးလာတယ်ပေါ့နော်ပူပူဆိုးလာတယ်နောက်တော့ခိုးတဲ့လူငယ်လေးများလာတယ်အဲ့ဒီအချိန်မှမှကျွန်တော်တို့ကโอเคဘာဟုငါတို့အနည်းဆုံးလုံနိုင်တယ်ဆိုတော့ကျွန်တော်တို့ကမြို့ပြယူကြည့်မြို့ပြယူကြည့်ကိုကျွန်တော်တို့ဒီချီရီရဲ့ရောက်လုံနိုင်တယ်ကျွန်တော်တို့လည်းဒါမြို့မြို့ပြမှာလည်းကျွန်တော်တို့ကျင်လည်းကျဆားနိုင်တယ်လူငယ်တွေဖြစ်တဲ့အတွက်ကြောင့်လုပ်ခဲ့တယ်ပေါ့သူဟာမြို့သားညီငယ်အစိုးရ UNG ရဲ့ Special Task Force အထူးတပ်ဖွဲ့လက်အောက်မှာမြို့ပြပျောက်ကြားဖြစ်73လကြာတာဝန်ထမ်းခဲ့ပါတယ် သူရဲ့ထူးပြူးလှုပ်ဆောင်မှုကတော့ဝေဒိန်စနစ်နဲ့ဖောက်ခွင်းနိုင်တဲ့မိုင်းနဲ့ဘုံးတွေထုတ်လုပ်တာဖြစ်ပြီးပြန်လောအောင်စစ်စင်ရေးနန်းထိုက်အောင်စစ်စင်ရေးစတဲ့စစ်စင်ရေးတွေမှာပါဝင်ခဲ့ပါတယ်2022ခုနှစ်အီမီလာမှာဖန်ခံရမယ့်အနေနဲ့ကိုနေရိပ်ပထမဆုံးကြုံခဲ့ရပါတယ်ကန်းကားစီးချိန်မှာရင်မောင်းကသူ့ကိုတော်လန်ရေးရဲဘော်တူးဆိုတာတန်မြားရှိသွားပြီးစစ်တပ်ထံတရင်ပေးရကနေနောက်ရောက်ခံလိုက်ခံရမှုကြောင့်လွတ်မြောက်အောင်ကြိုးပမ်းခဲ့ရတယ်လို့သူကဆိုပါတယ် အဲ့ဒီတော့လည်းဖြစ်ပျက်ကလည်းတော်တော်လေးအမှန်ရစရာကောင်းပါတယ်ဟိုကားတွေအများကြီးနဲ့လိုက်ပြီးတော့မှတက္ကစီသမားကိုနိုင်ကိုကသူတို့လူဖြစ်နေတာပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့မှတ်ပုံနဲ့အတူတွေကိုင်းရတယ်အဲ့မှတ်ပုံနဲ့အတူတွေကိုလွတ်ပြစ်ကိုလွယ်ထားတဲ့အိတ်ကိုလွတ်ပြစ်အဓိကကျွန်တော်တို့ကရေးချီတာကဖုန်းနဲ့ပတ်ဆိုင်အိတ်ပဲဖုန်းနဲ့ပတ်ဆိုင်အိတ်ကိုနဲ့အဲ့ပတ်ဆိုင်ကြားထဲမှာဖုန်းညှက်ပြီးတော့ကျွန်တော်တို့ပြေးခဲ့ရတာပေါ့တက္ကသိုလ်ရိပ်သာလန်းရေမြောင်းတွင်းမှာတညပုံအောင်ပြီးနောက်ရောက်ခံလိုက်သူတွေကိုခြေရဖြောက်ပြီးတဲ့နောက်ရန်ကုန်မြို့ကနေခိတ္တတင်းရှောင်ခဲ့ရပါတယ် 2022ခုနှစ်ဩဂုတ်လဇန်မှာဒုက္ခလိုင်းထုံးလုပ်ထားတဲ့လက်ပြဘုံနှလုံးကို မြို့ပြပျောက်ကြားအဖွဲတစ်ဖွဲထံပေးဖို့ရန်ကုန်တိုင်းနိုင်တရာမြို့နယ်မိခွက်ဈေးမှတ်တိုင်မှာသူရောက်ရှိနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရဲဝတ်မျိုးသားတွေရောက်လာပြီးလက်ထိတ်ခက်ခေါင်းကိုအိတ်ဆွပြီးတော့ Toyota Pro Box ကားပေါ်တင်ပြီးသူ့ကိုဖမ်းဆီးသွားပါတော့တယ်။ဒီပစ္စည်းကိုပေးဖို့အတွက်ကိုအာစောင့်နေတဲ့အချိန်မှာကျွန်တော်ကိုအာပထမဆုံးဘတ်ကားတစ်စီးနဲ့ အရင်ဆုံးပိတ်လိုက်တယ်ဘတ်စကောင်းမှလူမပါဘူးအဲ့လိုကကျွန်တော်ကျွန်တော်ထင်ပြောရင်39ဖြစ်မှာတဲ့နံပါတ်39ဘတ်ဘတ်ပေါ့အဲ့ဒီ39နဲ့အရင်ဆုံးပိတ်လိုက်တယ်ပိတ်ပြီးတော့မှဒီ pro box ပေါ်က pro box တကြီးနဲ့ဝင်လာပြီးတော့မှကျွန်တော်ဒီလာယူမဲ့သူကိုဒီကျွန်တော်ရောက်နေတဲ့နေရာပြောဖို့အတွက်ကျွန်တော်ဖုန်းကြည့်နေတဲ့အချိန်မှာပဲကျွန်တော်လက်ထိတ်ဝင်ခတ်သွားတယ်ကိုနေရဲ့ကားပေါ်ရောက်တာနဲ့အာနာသိန်းတက်ရဲ့လက်ပါစီတို့ရဲ့နှိမ့်ဆက်မှုကိုချက်ချင်းပဲစကြုံခဲ့ရပါတယ် ်ဦးကောင်ဒူကောင်ခြေတလုံးလက်စစ်တွေကိုတုံးနဲ့ရိုက်ကြသလိုမိကွန်းတွေလည်းအဆက်မပြတ်မေးကြပါလေလက်လုံးမိုင်းတွေထုတ်လုပ်တဲ့ဒီနေရာကိုမေးပြီးအဲ့ဒီနေရာကိုအရင်ဦးဆုံးသွားကြပါလေစစ်ကြောရေးမြောက်ခင်တခါတည်းလိုက်ပြခိုင်းတာလိုက်ပြပြီးတော့မှစစ်ကြောရေးကိုပရမသုံးချိန်ရောက်သွားတာလို့ကိုနိရိတ်ကဆိုပါတယ်စစ်တဲ့စစ်ကြောရေးစခန်းကိုရောက်တဲ့အခါထပ်မံမေးမြန်းစစ်ဆေးပြီးတဲ့နောက်သူပြခဲ့တဲ့နေရာကိုနောက်တစ်ချိန်ထပ်ပြီးသွားကြည့်ကြပြန်တယ်လို့ဆိုပါတယ် ဒါပေမဲ့ကိုနေဟာကျူတင်ပြင်ဆင်ထားတဲ့အတိုင်းမိုင်းမှန်တကယ်ထုတ်လုပ်တဲ့နေရာကိုမပြဘဲတကယ်လို့ဖန်ခံရရင် ပြတ်တတ်နိုင်မှုဖန်တီးထားတဲ့နေရာကိုသာ ပြတ်သားခဲ့တာဖြစ်ပါလေ။အဲဒါကြောင့်မိုင်းနဲ့ဖောက်ခွဲပစ္စည်းတွေမတွေ့ရတဲ့စစ်သားတွေဟာဒေါသထွက်ပြီးကိုနေရိတ်ကိုထက်မှန်နှိမ့်ဆက်ခဲ့ကြပြန်ပါလေ။ တိုက်ဒုတိယတစ်ချိန်မှာလည်းကျွန်တော်တို့ကမပြမပြခဲ့သေးဘူးပေါ့နော်မပြခဲ့သေးဘူးအချိန်မှာအာကျွန်တော်ခေါင်းဆွဲပြီးထက်လီကနိုင်ရယ်နဲ့စောင့်လာတော့နောက်ပြီးတော့စတီးပီတန်နေပိုင်းနဲ့ကျွန်တော်မျက်နှာရိုက်တယ်အဲ့လိုမျိုးပေါ့ကိုနေဟာပရမမှာတော့လမ်းမပြခဲ့ပေမဲ့လေဒေါသထွက်လာတဲ့ရန်သူရဲ့နေဆက်မှုတံကိုမခံနိုင်တော့ပဲမိုင်းလုံး30ခန့်ထွက်လို့နိုင်တဲ့ပစ္စည်းတွေရှိတဲ့နေရာမှန်ကိုထုတ်ပြောလိုက်ရပါတယ်မယန်းကုန်းမြို့နယ်ကိုမိုင်စစ်ကြောရေးစခန်းမှာခုနှစ်ရက်ကြာခဲ့ပါတယ် ဲ့ဒီစခန်းဟာအေက300ခန့်ကျယ်ဝန်းပြီးအနောက်ဘက်မှာပြည်လန်းမြောက်ဘက်မှာဥက္ကလာလန်းအရှေ့မြောက်ဘက်မှာရေဒီယိုစတေရှင်လန်းအရှေ့ဘက်မှာဒုက္ခလန်းနဲ့တောင်ဘက်မှာမစိုးရင်လန်းတို့ရှိပါတယ်စစ်စေးမင်းမြန်းကြချိန်မှာသူ့ကိုလက်ထိတ်နောက်ပြန်ခတ်ထားပြီးခေါင်းငုတ်ထားရကဒုံနဲ့မကြာခဏရိုက်နဲ့ခံရပါတယ်စစ်တပ်နဲ့ပူးပေါင်းမယ်ဆိုရင်တရုံသက်တာနေခွင့်ပေးမယ်လို့လည်းကမ်းလှမ်းကြပါတယ် စစ်စေးမင်းမြတ်နဲ့အသားညိုညိုမျက်နှာဝိုင်းဝိုင်းနဲ့အမျိုးသားဟာအရဲ့ဝတ်ဝတ်ထားပြီးမကြာခဏကွန်းဝါနေတတ်တယ်လို့ကိုနေရိတ်ကဆိုပါတယ်အခန်းကိုလမ်းမို့ခင်မှာတို့ကတို့နဲ့ပူပေါင်းပြီးတော့ဘာလုပ်ဘယ်တဆင့်ကိုလုပ်ပေးမှာဆိုလို့ရှိရင်ဆောင်းလေးနဲ့ဘလို့တိတ်မယ်အဲနောက်တဆင့်ဘလို့ထပ်ပြီးတော့မင်းငါတို့ပြေးမေးတဲ့ဟောက်ပြေးပြေးလဲပြေးလို့ရှိရင်ကရင်လေးနဲ့တိတ်မယ်စသဖြင့်သူမျိုး စည်းရုံးတွေဟာရှိတယ်မလုံးပင်းစည်းရုံးတွေဟာရှိတယ်ပြီးလို့ရှိရင်အဖွဲ့အစည်းတွေကိုအဲမင်းတို့မင်းတို့နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေမင်းတို့မင်းကဘယ်လိုမျိုးချက်ဆက်ပြီးတော့ချိတ်ပေးနိုင်မယ်ဆိုလို့ရှိလို့ရှိရင်မင်းတို့ကိုအခန်းတက်တက်နဲ့အခန်းတက်တက်နဲ့တေးချဂရင်းလီပိုင်းနဲ့အဲလိုအဲကွန်းလီပိုင်းနဲ့ထားမျိုးတော့ကျွန်တော်ပြောတာအဲ့ဒါမျိုးပြောခဲ့တာပေါ့နော်လူနေခဲ့ရတဲ့ကိုဝေပက်လေခန်းထဲမှာကောင်းအောင်ဂွန်ကန်မွေရငယ်တောက်ရီတပူစီးသွားရမှာသုံးဖို့ရေတန်ဘူးကွန်နှစ်ဘူးကြောက်ခဲသုံးလုံးအုံနေခဲ့တခဲသွေးလိန်လိန်ပေးနေတဲ့ပတ်တီးစားတို့ရှိပါတယ် သုံးရမြောင်းနေ့မှာမှလက်ထိတ်ဖြုတ်ပေးကြပါတယ်အဲ့ဒီနေ့မှာတော့သူ့ကိုအပြင်ထုတ်မစစ်တော့ပဲဖုံးတလုံးပေးပြီးတော်လရင်တက်ဖွဲ့ဝင်တွေစီကိုဆက်သွယ်ခိုင်းပါတယ်ဒီပစ္စည်းပေးယူဒီလှုပ်ဖို့ရေပေါ့နော်မင်းတို့ဘယ်ရောက်နေပြီလဲဗမာလဲစသဖြင့်အဲ့အချက်လက်တွေကိုတခြားတခြားကျွန်တော်တို့ရဲ့ဒီအဖွဲ့ဝင်တွေကိုလိုက်ပြီးတော့ပို့ခိုင်းတာပို့ခိုင်းတာပေါ့အဲမေးခိုင်းနေဆိုပါတော့အဲ့အချိန်မှာသူတို့မေးခိုင်းတဲ့အချိန်မှာကျွန်တော်တို့ကသူတို့ကျွန်တော်တို့ရဲ့ဒီ secret code တွေလည်းသူတို့မသိနိုင်တဲ့ဟာမျိုးဖြစ်နေတဲ့ကိစ္စကြတော့ကျွန်တော်တို့အဖွဲ့ မာတောင်ရှိတဲ့သူတွေကျွန်တော်ဒီလိုအခြေအနေဖြစ်သွားပြီဆိုတာကိုတတိယနေ့မှာ confirm သွားတာပေါ့နော်အချုပ်ခန်းထဲမှာမနေ့နေ့လေညစာသုံးနဲ့ဆားရပေမဲ့လေစေးခတ်ထားတယ်လို့ယူဆတဲ့တွေစစ်တက်ပေးတဲ့တောက်ရီကိုလုံးဝမတောက်ဖဲအိန္ဒာဘုံမှန်ရီကိုသာကိုနေရိတ်တောက်ခဲ့ပါတယ်ဒီစီဘူးတုံတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်အဲ့ဒီရေတံဘူးအလွတ်ကိုကျွန်တော်စီဘူးကိုကျော်ပြီးတဲသွားတာပေါ့အဲ့တော့စီဘူးကိုတုံတယ်ရေတံဘူးအလွတ်အလွတ်ထဲမှာဒီမိန်လာပုံမှန်ငောင်းရီကိုကျွန်တော်ဖွင့်ထည့်ထည့်ပြီးတော့ အဲကျွန်တော်တို့လိုက်ပြီးတော့ပို့တဲ့သူကအဲ့လိုမျိုးဘယ်ဘက်ကလိုင်းကျွန်တော်ကညာဘက်ကညှက်တယ်ပေါ့ညာဘက်ကလိုင်းကျွန်တော်ကဘယ်ဘက်ကညှက်တယ်စသဖြင့်အဲ့လိုမျိုး ਨੇ အာကျွန်တော်ရေရေတန်းတော့မဟုတ်ဘူးဗျာဒီဆေးမပါတဲ့ရေမိလာပုံမိုင်ကောင်းရေပဲကျွန်တော်တော့ခဲ့ရတာအခန်းထဲရှိကြောက်ခဲတလုံးနဲ့အချုပ်ခန်းတန်တိုင်းအောက်ခြေမှာရှိတဲ့တက်သားကိုရွေကျက်မရှိပဲထိုးဆွကြည့်ရမှာတက်သားစပက်ထွက်လာတာကို တွေ့လျက်ပါတယ်အဲ့ဒါဟာသူ့ရဲ့ကံကြမ္မာကို ပြောင်းလဲဖြစ်စေမဲ့အချက်ပြမီဖြစ်ခဲ့ပါတယ် အဲ့ဒီနေရာကိုအချုပ်ခန်းအဆောင်မတိတာသေးဘူး view design ပြန်ဖုံးလိုက်ပြီး အချုပ်ခန်းကို စနေတကျဖောက်ဖို့ကိုနေရိတ်ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်အချုပ်ခန်းအပြင်ထုတ်ချိန်မှာတက်ထုထမင်းစားစွန်တစ်ချောင်းကိုယူထားလိုက်ပြီးဇွန်းကိုတွဲပြီးတော့အချုပ်ခန်းတန်တိုင်းအောက်ခြေတက်သားကိုတိတ်တဆိတ်ဖောက်ပါတယ်အဲ့ဒီစတီးဇွန်းကိုမှကျွန်တော်ကအပားသားဆိုလို့ပြော့တယ်အန်သွားနယ်ပဲဖင်ကိုကိုက်ပြလိုက်တယ်ကာပြီးတော့မှဒီအောက်ကတမန်သလင်းနဲ့ပုတ်လိုက်တာပုတ်လိုက်တော့အရန်ပြတ်သွားပြတ်သွားတဲ့အချိန်မှာခொနက်ကကြောက်ခက်နဲ့ပုတ်တာရဲ့ ဟာစား6ဆာလောက်ကိုတာသွားတော့တာသွားပြီးတော့မှဖြည်းဖြည်းထောင်းထောင်းလိုက်ထိုးလိုက်အပြားလိုက်ထိုးလိုက်ထောင်းလိုက်ထိုးလိုက်အပြားလိုက်ထိုးလိုက်နေဖြည်းဖြည်းဖိတ်ကွာတော့ဘောနော်တစ်သားဆွေးနေတာကကိုနေရိတ်တွေကံကြမာရဲ့မျက်နှာသာပေးမှုတစ်ခုလည်းဖြစ်ပါတယ်နေခင်ဘက်မှာချုပ်ခန်းဆောင်ပေးထားတဲ့တောက်ရင်နဲ့တစ်သားပွာလာအောင်ရေလောင်းထားလိုက်ပါတယ်တော့တန်တိုင်းနဲ့သူကဒီဆွတ်တဲ့ဒီအပေါက်ရှိရလေပေါက်အဲ့အဲ့အဲ့အပေါက်ကတော့ကြာတော့ဒီအဲ့တန်တိုင်းဟိုအောက်ထိမပေါက်ဘူးသူကဒီတက်တိုင်းတဝက်လောက်မှာပဲရှိတယ် တော့ဘယ်လောက်မှာဝင်လာဆိုအဲ့မှာသူခွက်လို့ဖြစ်နေအောင်အဲ့အခြေဒီမှာကျွန်တော်လိုက်ထည့်တယ်လိုက်ထည့်ပြီးနှူးထားပါအရင်နှူးထားပါနေကင်းဘက်မှာရေနှူးထားတယ်ညဘက်မှာကျွန်တော်ဖောက်တယ်ဩဂုလ၁၀နေ့ည၁၇နာရီမိပြက်နေပြီးမိဇက်တန်စုညက်နေချိန်မှာကိုနေကတက်သားစားတွေကိုဇွန်းနဲ့ဖယ်ရှားလိုက်ပါတယ်အဲ့ဒီနောက်တန်တိုင်းတွေကိုပတ်တီးစားနဲ့ဘေးကိုဆွဲကမ်းလိုက်ရမှာလူတကိုစားထွက်နိုင်တဲ့အနေထားဖြစ်လာပါတယ်ဒီလိုနဲ့အဲ့ဒီတန်တိုင်းတွေကြားကနေချုပ်ခန့်ပြင်မဲ့သူထွက်လာနိုင်ခဲ့ပါတယ် ်ပျော်လွန်းလို့ကားခုံမိတဲ့ထီဖြစ်ခဲ့ရတယ်လို့ကိုနေက ပြောပြပါတယ်အချုပ်ခန်းထဲကနေထွက်လာနိုင်ပေမဲ့လဲအဆောင်ထဲမှာပဲသူရှိနေပါသေးတယ်အဲ့ဒီနောက်ချုပ်ဆောင်ခမိုးပေါ်တက်ပြီးလွတ်လန်းရှာပေမဲ့လဲချက်ချင်းမတွေ့ပါဘူးလူကလည်းဇောချွေတားပြန်နေပြီမျက်နှာချက်ပေါ်မှာပဲဘာလို့ရမလဲဆိုတာစဉ်းစားတာဒီချင်းနေနဲ့မိရင်သေးမှာထဲကိုပြန်ဝင်ပြီးမသိမသာနေလိုက်ရင်ကောင်းမလားလို့စဉ်းစားတယ်လို့ကိုနေကပြောပါတယ် အဲ့ဒီချိန်မှာပဲမိုးရွာလာပြီးတပီလောက်ရှိတဲ့အုတ်ဂျုံမှုအချောင်းကနေမိုးရည်ဇက်တွေယိုစိမ့်ကျလာတာကိုတွေ့ရတော့အဲ့ဒီပေါက်ကို အားကုန်တွန်းဖောက်ပြီးထွက်လန်းရှာနိုင်လိမ့်မယ်လို့သူတွေးလိုက်ပါတယ်ဘီးဇက်ကလည်းနှိုးထားတယ်မိုးကလည်းရွာနေအဲ့အချိန်နဲ့အဲ့အချိန်ကိုအတုံးချပြီးတော့ကျွန်တော်စောင်းကြောင်ထိုင်နေခေါင်းမော်လက်နှစ်ဖက်လိုထက်တင်တယ်ထက်တင်ပြီးတော့မှအဲ့အမိုးထချီခါဆန်းပြီးတော့တို့ထပြီးအတန်အကျဲကြီးညီတဲ့၃ချက်ဂုံဂုံဂုံလို့ပွင့်သွားအောင်ပွင့်သွားတဲ့အချိန်ကျတော့မှအာဝန်သာပါတဲ့အချိန် တကူစားလေးပဲเนาะဖွင့်သွားတယ်တကူစားပဲတော်တော်ပုတိကတိလေးအကြီးမို့အပေါက်အကြီးဖြစ်သွားမို့လူတကူစားလေးပဲအဲ့ဒီနောက်မှာတော့ခေါမိုးဘော်ကရေစင်လှေကားတိုင်အချုပ်ဆောင်ပြင်ဘက်သို့ဆင်းသက်လာနိုင်ခဲ့ပါတယ်စစ်ကြောရေးချုပ်ဆောင်ပြင်ဘက်သို့ရောက်အောင်ဖောက်ထွက်လာနိုင်ခဲ့ပေမဲ့လည်းအပြေဝလွတ်ပြီးလို့မဆိုနိုင်သေးပါဘူးဖမ်းဆီးထားချိန်ထွက်ပြေးသွားသူတွေကိုတားကောင်တပွဲလိုက်ဖမ်းတတ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်လက်မယွန့်ပကွက်သားတွေလက်ကနေလွတ်ဖို့ကြိုးပမ်းရပါဦးမယ် စစ်ကြောင်းစခန်းရဲ့အရှိပဲမယံကုန်၅ရက်ကွက်ဘက်ကနေတဆင်းတပင်ညူပထိုးတော်ကြီးရှိရာမြောက်ဥကလာပမြို့နယ်ဘက်သို့ဥတီထွက်ပြေးလာခဲ့ပါလေအချုပ်ဆောင်တွင်ကနေထွက်ပြေးလာပြီးတဲ့နောက်ရေကန်၃ကန်ကိုကူးဖြတ်ပြီး၃မိုင်ကျော်လောက်ခက်တုတ်တုတ်ရှောက်ခဲ့ရတယ်လို့ကိုနေကဆိုပါတယ်လက်ပြကူးခဲ့ရတဲ့ပထမရေကန်ဟာပေ၂၀၀လောက်ကျပြီးဒုတိယရေကန်ကပေ၆၀၀လောက်ကျပါတယ်ဒုတိယရေကန်ကိုကူးချိန်မှာမှတ်မထင်တွေ့ရတဲ့ဖော်ပြဟောင်းတစ်ချက်ကိုတုံးပြီးကူးခက်ခဲ့ရပါတယ် ကျွန်တော်ဘယ်နေရာရောက်နေမှမသိဘူးဒါပေမဲ့ကျွန်တော်သွားတာကျွန်တော်ကဟိုပါဗောတရားဒီဒီပထန်ပထန်ယူနေကြတယ်ပိုက်ပထန်သံထွက်လာတဲ့အဘက်ကိုပဲကျွန်တော်ဥတီပြီးသွားတယ်လမ်းမှာခွေးသုံးកောင်နဲ့တွေ့ပြီမဲ့ခွေးတွေမဟောင်းမဲနေခဲ့တာကလည်းသူ့ရဲ့ကံကောင်းခြင်းဖြစ်ပါတယ်ကိုနေဟာတပည့်ညုပထိုးတော်ကြီးရှိရာဒုက္ခလမ်းကိုဖြတ်ပြီးရေဒီယိုစတေရှင်လမ်းဘက်သို့တက်ပါတယ်အဲ့ဒီနောက်ယထာလမ်းတိုင်းဥတီလမ်းလျှောက်လာခဲ့ရာမယင်းကုန်း၅ရွက်ကွက်သို့ရောက်ပါတယ် အဲ့ဒီကနေမှတစဉ် YBS 64ကားတက် CB ထွက်ပြေးဖို့စီစဉ်ခဲ့ပေမဲ့ပေးစရာကားကမရှိတဲ့အခြေအနေနဲ့ထက်ကြုံရပြန်ပါတယ်ပထမဆုံးမနခင်ဆိုင်ဖွင့်မှုပြင်းနေတဲ့ထမင်းကြော်ဆိုင်ဒီဇိုင်းကိုဝင်ရောက်တောင်းရင်ရမှာဆိုင်ရှင်မျိုးသမီးရဲ့မောင်းထုတ်တာခံခဲ့ရတယ်လို့ကိုနေက ပြောပြပါတယ်အခက်အခဲဖြစ်နေလို့ပါကျွန်တော်ငွေကြေးနည်းလောက်ကူညီပါလို့ပြောတဲ့အချိန်မှာကျွန်တော်ပြန်ပြောတဲ့စကားဘာလဲပြောနေရလဲဒီမှာဈေးရောက်မကောင်းတဲ့ဈာရမရှိဘူးသွားတယ်လို့ပြောရတာဆိုတော့အဲ့အချိန်မှာဝမ်းနေဆုံးအချိန်ပဲ ဒုတိယကြိမ်ဝင်တောင်းတဲ့ကိုရဆိုင်ကမြို့သမီးတူကတော့သူ့ကိုငွေ200ပေးပါလေ။ဒါပေမဲ့လည်းကားကပေးနိုင်မှုငွေ100လိုနေပါသေးတယ်။အဲ့ဒီချိန်မှာပဲတွေ့ရတဲ့လူတယောက်ကိုသူက PDF ရဲဘော်တဦးဖြစ်တဲ့ကြောင်းပုံမှန်လင်းလင်းပြောပြပြီးကားကတောင်းရမှာငွေ150နဲ့နှကောင်းစည်းတစ်ခုရခဲ့ပါတယ်။အဲ့ဒီနောက်နှကောင်းစည်းတက်ဘက်စကားစစ်ပြီးချိတ်ဆက်ရမယ့်သူထံဖုံးဆက်ပြီးတော့ငရဲခန်းနဲ့ပူဝေးရနေရာကိုထွက်ခွာတန်နိုင်ခဲ့ပါတယ်။ ်အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်ရင်တည်ဆုံးတာဒါမှမဟုတ်ထောင်ချခံရတာနဲ့အဆုံးသတ်နေတဲ့ကာလမှာ သူ့ရဲ့လုံမြောက်လာမှုဟာရှားပါးတဲ့ဖြစ်ရဲ့ဖြစ်နေပါတယ်လုံမြောက်လာပြီးရှေ့ရဲ့ကြမှာခရင်ယူတက်မှာ6နေမီမှာရှိတဲ့ PDF တက်ဖွဲ့ဝင်တွေစီကိုကိုနေရိတ်ရောက်ရှိပါတယ်ဒါပေမဲ့လည်းချက်ချင်းလွတ်လပ်ခွင့်မရသေးပါဘူးသူ့ကိုတန်တရားနဲ့ကာလတစ်ခုကြာစောင့်ကြည့်တာခံရပါတယ် ဒီတန်တရားကိုကျွန်တော်ခံရမယ်ဆိုတော့ကျွန်တော်တီးပြီးသားဒါပေမဲ့တကယ်ဖြစ်လာချိန်မှာလည်းကျွန်တော်မခံနိုင်ဘူးဟိုကိုကမှန်မှန်ကန်ကန်ဖြတ်ကျော်လာတဲ့လူလည်းဖြစ်တယ်အခက်ခဲတွေကိုလည်းအခက်ခဲတွေကိုလည်းအလုပ်လုပ်ပြီးတော့ကိုကနဲ့ကိုစူးစမ်းပြီးလုပ်လုပ်ပြီးတော့ဖြတ်ကျော်လာတဲ့လူဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးပြန်ဆက်ဆံခံတဲ့အချိန်မှကြတော့ကိုတော်တော်အဆင်မပြေဘူးစိတ်ပိုင်းဆိုင်အဆင်မပြေဘူးဒါပေမဲ့အဲ့ဒီဟာကိုတော့ကျွန်တော်လက်ခံနိုင်အောင်တော့ပြင်ဆင်ပြီးသားဖြစ်တယ်နောက်ဆုံးမှာတော့သူ့ရဲ့ယူသားမှုကိုယုံကြည်ပြီး PDF တက်ဖွဲ့ဝင်တွေကလက်ခံခဲ့ပါတယ် မြို့သားညညရေးဆိုရာအန်ယူဂျီရဲ့စစ်စင်ရေးနယ်မြေအမှတ်1မှာအကျုံးဝင်တဲ့ပဲခူးတိုင်းမှာခြေဆိုင်တဲ့3932တရင်ရဲ့တက်ခွဲလေးမှာလက်ရှိတာဝန်ထမ်းဆောင်နေပါတယ်။ကုနေရိတ်တို့ဖွဲ့ကို Project Home ဖွဲ့လို့တော်လင်းတက်အတိုင်းဝိုင်းကတိကြပါတယ်။သူကဖွဲ့ရဲ့ထုတ်လို့ရေးကဏ္ဍမှာဥဆောင်လောက်ကိုင်းနေသူတူဖြစ်ပါတယ်။သူတို့ကတော်လင်းတက်တွေလိုအပ်တဲ့ရှစ်ထွက်မိုင်းတွေ drone ပုံဒီ drone ပုံရဲ့ထိတ်မှတက်ဆင်ရတဲ့ထိကွဲစနစ်ပါလက်နဲ့ပစ္စည်းတွေအပြင် ဂျောဘိုအေးပခန့်ကြီးကအင်းကြီးတနက်လွယ်ကျိုးနဲ့ကြည်ထဲတဲ့အိတ်တွေထုတ်လုပ်နေပါတယ်စစ်ကြောရင်ငဲခန့်ရဲ့တန်တိုင်းတဲ့တကားကိုဇွန်တချောင်းနဲ့ဖြတ်တောက်ဖောက်ထွက်ခဲ့တဲ့ကိုနေဟာအချိန်ရရင်စစ်ကြောရေးစခန်းကနေလොမြောက်ခဲပုံကိုစာအုပ်တို့ရေးသားထုတ်ဝေသွားဖို့ဆန္ဒရှိနေပါတယ်ဆောင်ရောင်းလို့ရတဲ့ငွေကိုလူတက်မောင်းနိုင်တဲ့ Aeton Light Track လို့ခေါ်တဲ့အပေါ်စားလေငယ်တီထွင်ထုတ်လို့ရမှာသုံးပြူသွားဖို့ရည်ရွယ်ထားပါတယ် သူတို့အနာသိန်းစစ်တရဲ့ချုပ်ခန်းတွေကနေတက်ဆွန်စံများထွက်ပြေးလွတ်မြောက်လာနိုင်မှုဟာတော်လိုင်းရဲ့တာဝန်ကြီးခြင်းမဟုတ်သေးပါဘူးကျွန်တော်တို့တွေခံယူချက်ကရှင်းတယ်တော်လိုင်းရဲ့တွေတာဝန်ကြီးတယ်ဆိုတာကျွန်တော်သိရင်သိမသိရင်တော်လိုင်းရဲ့အောင်အဲ့ဒီနှစ်ခုမပြီးမချင်းတော်လိုင်းရဲ့မှာဆက်ရှိနေမယ်လို့ကိုနေရိတ်ကပြောထားပါတယ်ခင်ဗျာ